ပြောဖို့ပဲအတူပြီလာလိမ့်မယ်လို့တချို့ကပြောကြတယ်အာတူပြီဆိုတာကစစ်စည်းပွားရေးလုပ်တဲ့အဖွဲ့အစည်းသားဖြစ်တယ်ကျမအဲ့ဒီအချိန်ကြီးပြောခဲ့တယ်။ဒါကြောင့်မြန်မာပြည်ကိုဘတော်မှအာတူပြီလာမှာမဟုတ်ဘူးလို့90ရေကွယ်ပြီးပြီးချင်းကကျမက live လွှဲပေးနိုင်တယ်အဲ့လိုကျိုးပြီးတုံတက်ခဲ့အဖြစ်တချို့ကပြောတယ်ဘာလို့မဟာသွေးလို့ခေါ်တာအေးအတီလို့တော်လို့တက်လို့မဟာသွေးလို့ခေါ်တာပဲကျမကိုရင်တွေးနေအောင်မဟုတ်ဘူးအရှိတရားကိုပြောနေတာကျမရဲ့ဘယ်လိုခိုင်တယ်ကိုဖျက်ညက်ကန့်လုံနေတဲ့ကောင်းနေကောင်းမနေအတီလို့စေရေးနိုင်နိုင်ရေးတုံတက်နိုင်တဲ့အရေးချင်းမရှိဘူးဆိုတော့ခင်ဗျားတို့မုန်းလဲမတက်နိုင်ဘူး နော်ဘသူမုံမုံမလို့သူတွေမုံပါစီကိုပြုံးနေတဲ့သူတို့ရှုံးနေကျမမြဲလက်ခံထားရကျမမြဲလက်ခံထားတဲ့စာမုတ်ကျမမြဲလက်ခံထားတဲ့အရာနော်မလို့သူတွေမုံပါစီကိုပြုံးနေတဲ့သူတို့ရှုံးနေဆိုတော့ရှင်တို့တွေမနာလို့ကြဆဲရှင်တို့တွေလောင်မြိုက်ကြဆဲရှင်တို့တွေကျမကိုစောက်ဖောင်းထူကြဆဲရှင်တို့တွေအဲ့ဒီလိုမနာလိုပြီးတော့ကျမကနာမည်ဖြင့်လေးကျမရဲ့ဘီလိုဖိုင်တွေဖြင့်ညက်ကတ်လို့လေကျမပို့ပြီးတော့နော်မြရွှေကိုပန်းများလို့အကြောင်းထွက်လိုက်ပြီ။ဘာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဒေါက်တာဆာဆာပြောခဲ့တဲ့အာတူပီမလာဘူးလို့မပူတုကြိုတင်ဟောကိန်းထုတ်တာမှန်သည့်အတွက်မပူတုမဟာသွေးလို့နာမည်တက်ထားကြောင်းမပူတုကိုတိုင်ရှင်းလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါမျိုးတို့ရေဒီနေ့ပုံဖတ်ပြမယ်နားထောင်ကြည့်ပါလူတို့လည်းကိုယ့်ရဲ့ကမ္ဘာနိုင်ငံဒီဒီကမျက်နှာသာမပေးလို့စိတ်ပြင်းအားငယ်စရာမလိုပဲကိုအားကိုကိုရမှာဖြစ်တယ်လို့ NGO ရဲ့ဘူကွန်မြူနတီဝေးမှာဝင်ကြီးချုပ်မှန်းဝင်းခံစားတာပြောကြပါတယ်တဲ့ အခုကြမှာတခြားနိုင်ငံတွေကမကူပါနဲ့ကိုအားကူပို့ရမယ်ဘာလို့ဒီစကားပြောတာလဲဆိုတော့အာရှိဒီဗက်လော့ကပဲအရှိတီမောနိုင်ငံအရှိတီမောဆိုလို့ရှိရင်လေဟာဇင်မောင်ကအရှိတီမောနဲ့တော့တွေ့တယ်တို့ NUG ကိုအရှိတီမောကတရားဝင်အစိုးရဖြစ်အတိမဲ့ပြုရဲဆိုပြီးသူအားရဝန်သာဖြစ်ကြတယ်အခုလက်ရှိအရှိတီမောမှာရှိတယ် NUG ရဲ့ကိုယ်စားလှယ်နှစ်ယောက်ကအရှိတီမောကခွေးမောင်းတို့လို့မောင်းထုံလိုက်တဲ့ကတို့အဲ့မှာရင်းထဲမှာရမခန့်စားဖြစ်ရမခန့်စားသူမမြင်နိုင်နဲ့အသေးလေးကအတွေ့အကြုံအဲ့လိုသူအတွေ့အကြုံဖြစ်တယ် အရှိတမောကသူတို့ခွေးမောင်းတို့လိုမောင်းထုံလဲတာသူကအနှူးကြီးဖြစ်နေတာဖြစ်နေအောင်ကြာမှာအနှူးကြီးဘူးကော်ပိုရေးစီဝေးပါအတခြားနိုင်ငံတွေကကိုယ်ကိုမျက်နှာသာမပြီးအဖက်မလို့လို့စိတ်မပြတ်ပါနဲ့အားမငယ်ပါနဲ့ကိုအားကိုကိုကိုဘီမြုံတော်လိုက်ရေကိုတော့တိုက်ရပါမယ်ဆိုတော့အတွေ့ပြီလာတော့မယ်လို့ပြောခဲ့တာဘာတူတည်လဲဟမ်တစ်ချိန်လုံးပြောခဲ့တာအာတူးပြီလာနေပြီလို့ပြောခဲ့တာဘာတူတည်လဲအာတူးပြီလာပါဆိုပြီးအမေရိကန်တန်ရုံးရှင်မှာစိုက်ပုတ်တွေကိုင်းပြီးအာတူးပြီလာပါလို့တွားပြီးတော့ဒူးဆောက်အတနာခံကိုနိုင်ငံကိုအာတူးပြီလက်ထဲထိုးအပ်ခဲ့တာဘာတူတည်လဲ အန်ယူဂျီဝင်းကြီးဒေါက်တာဆာဆာပါပြောခဲ့လေအဲ့တော့အကူအမလေးအာပေါ်မလေးကအတိုင်းမျိုးကိုတရုတ်လက်ထက်ထိုးအပ်နေတာခင်ဗျားတို့ကမြန်မာနိုင်ငံကိုအာတုပြည်လက်ထက်ထိုးအပ်ခဲ့တာလေအရင်ဆုံးခင်ဗျားတို့အရင်ဆုံး2008ဖွဲ့စည်းပုံခြေသဥပဒေကိုဖျက်သိမ်းလိုက်ပါပြီဒါကြောင့်မြန်မာနိုင်ငံကိုအာတုပြည်လာပါတော့ဆိုပြီးတော့နိုင်ငံကိုအာတုပြည်လက်ထက်ကိုထိုးအပ်ရောင်းစားထိုးကျွေးခဲ့တာခင်ဗျားတို့အရင်ဆုံးเนาะအာတုပြည်လာနေပြီလို့ပြောခဲ့တာခင်ဗျားတို့အခုကြာမှ9နှစ်အချိန်ကြီးလုံခဲ့ပြီ9နှစ် တိုင်းပြည်ကြီးပျက်စီးသွားပြီ9နှစ်ကလေးငယ်ပေါင်း9တန်းနီးပါပြည်ညာတင်းသားခွင့်ဆုံးရှုံးသွားပြီ9နှစ်လူပေါင်းသိန်းနဲ့ပန်းနဲ့ချီလူပေါင်းပန်းနဲ့ချီပြီးတော့ဒုက္ခတဲ့ဘဝရောက်သွားပြီလူပေါင်းတောင်းနဲ့သိန်းနဲ့ချီပြီးသိကြီးပျက်စီးခဲ့ရပြီဒီလောက်တိုင်းပြည်မွဲပြားကြမှာခင်ဗျားတို့ခုမှအတိတရရကြတယ်တချို့တော့အာတူပြီးလာတော့မယ်အာတူပြီးလာနေပြီဆိုပြီးတော့အာတူပြီးအာကိုမေးလို့ဒီအခုကြမှာ နိုင်ငံခြားကိုအားကိုးနေလို့မရပါဘူးကိုအားကိုကိုးရမယ်တိုင်းပြည်ဒီဒီစတိတ်ဖြစ်ပြီးတော့ကလေးတငယ်ပေါင်း9ပန်းနီးပါပညာတဲ့ခွင့်ဆုံးရှုံးပြီးတော့နိုင်ငံလူဦးရေရဲ့เนาะအနည်းဆုံး60ရာခိုင်နှုန်းတော့စစ်ပေးဒုက္ခတွေပေါ်ရောက်နေတဲ့အခြေအနေမှာခင်ဗျားတို့နှောင့်နှောင့်လာရကြတယ်เนาะရှင်တို့အသက်ကြီးပြီးတိတ်ကကြီးရဲ့လူတွေကအခုကြမှာနှောင့်နှောင့်လာရတာလူပြုံးစစ်ရှုံတိုင်းပြည်ကြီးဖို့ပိုးညံ့ညံ့ကြည်ပြီးတော့လူလဲပြုံးစစ်လဲရှုံတဲ့အချိန်ကြမှာခင်ဗျားတို့ကအာမနယ်မှန်းရှုံပြီးအတုပြီမလာမှန်းသိလို့ နိုင်ငံသားကိုအားကိုးလို့မရတော့ပါဘူးလို့ပြောနေတာကျွန်မဝတ်ပတုမဟာသွေးက2020ရွေးကောက်ပွဲပြီးပြီးနောက်နှစ်ရက်အတွင်းမှာတည်းကအားတိုးလို့မလာပါဘူးလို့ပြောခဲ့တာနော်ရွေးကောက်ပွဲ2020ရွေးကောက်ပွဲပြီးပြီးချင်းနောက်နှစ်ရက်နော်ပြမရွေးကောက်ပွဲပြီးပြီးနောက်တစ်ရက်မှာ NLD ပါတီခနိုင်နေဆိုတော့တော်တော်များများကစိတ်တက်တေကြအားရငယ်စိတ်တည်ပြက်ပြီးတချို့လူတမင်းအောင်မစားနိုင်ကြတဲ့လူတွေရှိအဲ့ဒီအချိန်မှာနိုဘယ်မှာရှိရနေရွေးကောက်ပွဲပြီးတယ်မလားကျွန်မနိုဘယ်မှာဆိုင်ရနေမှာ live stream ပြီးပြောခဲ့တယ် ရွေးကောက်ပွဲထားမမြောက်ဘူးရွေးကောက်ပွဲ2020ရွေးကောက်ပွဲမအောင်မြင်ဘူးကျမတို့ကနေပြီးတော့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုရွေးကောက်ပွဲပြန်ပြီးကျင်းပပေးပါလို့ကျမတို့မှတောင်းဆိုရမယ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကအဲ့တော့ကျမပြောခဲ့တယ်နော်နောင်ရှိချေဦးပါအာပုံမှန်20ဆလောက်လို့နော်ပုံမှန်အာပုံမှန်၄တခွန်ရပုံမှန်၄တရှိရ2000ရှိချီဦးကို50ခန်းငယ်ရစစ်တပ်ကကွယ်ရမယ်တောင်းဝန်ရှိတယ်ဒါကြောင့်မလို့တက်မတော်ကွယ်ဦးစီးချုပ်ကရွေးကောက်ပွဲပြန်ကျင်းပပေးပါလို့ကျမတို့တောင်းဆိုရမယ် တချို့ကနော်ဒေါ်ဆန်းစုကြည်ကငင်းငင်းရေးနိုဘယ်ဆုရှင်ကြီးမို့လို့စက်တက်ကဖမ်းလို့မရဘူးငင်းငင်းရေးနိုဘယ်ဆုရှင်ကိုဖမ်းရင်အာတူဘီလာလိမ့်မယ်လို့တချို့ကပြောကြတယ်အာတူဘီဆိုတာကစစ်စည်းပွားရေးလုပ်တဲ့အဖွဲ့အစည်းတာဖြစ်တဲ့ကျွန်မအဲ့ဒီအချိန်ကြီးကပြောခဲ့တယ်အတူပီဆိုတာကနောက်ကွယ်ကအရင်းရှင်နိုင်ငံတွေထောက်ပံ့ပေးထားတယ်။ဒါကြောင့်မလို့သူတို့ကသူတို့အတွက်စီးပွားရေးရအမျက်ကျန်တဲ့နေရာမျိုးမှာသာအတူပီလုပ်တယ်။ကျမတို့မြန်မာနိုင်ငံမှာသူတို့လာလို့စီးပွားရေးအမျက်မကျန်ဘူး။ဒါကြောင့်မြန်မာပြည်ကိုဘယ်တော့မှအတူပီလာမှာမဟုတ်ဘူးလို့။2020ရေကောက်ပဲပြီးပြီးချင်းကကျမကလိုက်လွှဲပြီးနိုင်ငံရေးအဲ့လိုသူတို့ပေးတော့တက်ခဲ့တာဖြစ်တယ်။ အဲ့ဒီအချိန်တော့ဆိုရင်ကျမနဲ့အရန်ရင်းနှီးပါတယ်ဆိုတဲ့မိတ်ဆွေတွေကိုယ်တိုင်ကတော့မှကျမပြောတာမယုံဘူး။ဘာလို့လဲဆိုတော့အာရွေးကောက်ပွဲကိုနော်အာဒီမဲဆင်းတွေကိုတမန်တော်ကပွဲဦးကြီးချုပ်ကဖြည့်ရှင်းပေးပါလို့ပဲတောင်းဆိုလို့ရမယ်တဲ့ရွေးကောက်ပွဲပြန်ကျင်းပါပေးပါလို့တောင်းဆိုလို့မရဘူး။ကျမပြောတာမှားနေပါတယ်ဆိုပြီးတော့နော်လက်ရှိမှာဆိုသူတို့ကိုသူတို့လက်ရှိမှာတချို့လူတွေက ါတီအကြီးကြီးတွေတော့ဖြစ်နေကြပြီအဲ့ဒီအချိန်တုန်းကကျွန်မပြောတဲ့ဇာတ်ကားကိုမှားပါတယ်လို့ဝေဖန်ခဲ့တဲ့လူတွေအခုလက်ရှိတက်မတော်ကကွေးဦးစီးချုပ်ကရွေးကောက်ပွဲပြန်ကျင်းပပေးမယ်ဆိုတော့ခင်ဗျားတို့အရင်ဆုံးရွေးကောက်ပွဲဝယ်ဖို့အရင်သွားနေကြတယ်နော်နိုင်ငံရေးလေးလာတုံးတဲ့လေဆိုရင်အဲ့လိုတုံးတက်ရတယ်တချို့ကပြောတယ်ဘာလို့မဟာသွေးလို့ခေါ်တာအေးအက်တီလို့တော်လို့တက်လို့မဟာသွေးလို့ခေါ်တာပဲကျမကိုရင်တွေးနေအောင်မဟုတ်ဘူးအရှိတရားကိုပြောနေတာကျမရဲ့ဘီလိုဖိုင်တွေကိုဖျက်ဖျက်ကန်လုံနေတဲ့ကောင်းလေးကောင်မလေးအဲ့ဒီလိုစည်ရဲနိုင်ငံရေးတုံးတဲ့နိုင်ငံရေးအရေးချင်းမရှိဘူး ဆိုတော့ခမရတို့မုံလည်းမတက်နိုင်ဘူးเนาะဘသူမုံမုံမလို့သူတွေမုံပါစီကိုပြုံးနေတဲ့သူတို့ရှုံးနေကျွန်မမြဲလက်ခံထားရကျွန်မမြဲနဲ့လက်ခံထားတဲ့ဆောင်းဖို့ကျွန်မမြဲနဲ့လက်ခံကြောင်မဲမျိုးအတွင်း TFAA အလံတွေဖြုတ်ချ TFAA ထိမ့်ချုပ်ထားတဲ့ကြောင်မဲမျိုးအတွင်းဒီရပိုင်းမှာ TFAA တပ်ဖွဲ့တွေကတအောင်းလန်တွေကိုဖြုတ်ချလိုက်ပြီးဖြစ်ကြောင်းဒေတာခန့်တွေစီကသိရပါဗျာ ကြောက်မဲက TNLA အလံဖြုတ်ပြီးဆိုင်းပုတ်ပါဖြတ်ပြီးမြို့ထဲအထိစစ်ဖြစ်လာနိုင်တဲ့တစ်ဖွဲ့ဆုပ်ပြီးတစ်ဖွဲ့တက်မဲကြတယ်လို့ဒေတာခန်တယောက်ကပြောပါတယ်။ TNLA တက်ဖွဲ့ရဲ့ရုံပိုင်းဆိုင်ရာပစ္စည်းတွေကိုလည်းတင်းစေးနေတယ်လို့သတင်းထွက်ပေါ်နေပေမဲ့အတိအကျမသိရဘူးလို့ဆိုပါတယ်။ကြောက်မဲမြို့ပေါ်ရက်ွက်တွေလမ်းတွေမှာထောင်ထားတဲ့ TNLA အလံတွေကိုဖြုတ်ချလိုက်တယ်လို့မြို့ပေါ်ရက်ွက်တွေထဲမှာတက်ဆွဲထားတဲ့ TNLA နဲ့ပူးပေါင်းတက်ဖွဲ့တွေမြို့ပေါ်မှာလှုပ်ရှားသွားလာတာမတွေ့ရတော့ဘူးလို့ဒေတာခန်တွေကပြောပါတယ်။ ဒါအပြင်ကြောင်မဲမြို့နယ်မိုင်းတင်းရွာတဲ့လာရောက်စခန်းချထားတဲ့ TNAA တပ်ဖွဲ့ကယမန်နေ့စက်တင်ဘာလ28ရက်နေ့မနက်ပိုင်းမှာဒေသခံတွေကမိုင်းတင်းနယ်တဲကထွက်ခွာသွားပြီးဘဝိုင်းဝန်းတောင်းဆိုခဲ့တာမှာ TNAA တပ်ဖွဲ့အနေနဲ့မွန်တဲချိန်မတိုင်ခင်ထွက်ခွာသွားခဲ့ကြောင်းဒေသခံတွေကဆိုပါတယ် ကိုချွေးနေစာနဲ့ဆောက်ထားတဲ့အိုးအိမ်တွေလေယာရီမပြည့်စည်စေဘူးနဲ့မဆုံးရှုံးကျင်ကြလို့စစ်ပေးဆောင်မှုလည်းမတက်နိုင်ကြတဲ့တောင်သူတွေပဲတွားပေါင်းဆိုကြတာပါလေရင်နဲ့ကျဲတာအရန်ဆိုးလို့တွားပြောကြတာပဲရှိတာနိုင်ငံရေးအထိလှုပ်ဖို့လောက်ထိတွေးနိုင်တဲ့သူတွေမပါပါဘူးလို့ဒေတာခန်တယောက်ကပြောပါတယ် အားလုံးကရွာမှာမနေစေချင်တာလေချောင်းရန်ကြောက်လို့မသက်ဆိုင်တဲ့ဒေတာခံပြည်သူတွေအသက်အိုးအိမ်တွေမဆုံးရှုံးချင်တဲ့ရည်ရွယ်ချက်တစ်ခုနဲ့ပဲတစ်ခုနဲ့ပဲသွားတောင်းဆိုကြတာဖြစ်ပြီးလိုင်းပေါ်မှာလိုရဆွဲပြီးရေးတင်နေကြတာတွေဟာအကုန်မှန်ကန်မှုမရှိတာကြောင့်မုံတီးပဲဖြစ်စေတယ်လို့သူကပြောပါတယ်ဒေတာခံတွေအနေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်ဗလက်နက်ကင်အဖွဲ့အစည်းကမှရထဲရွာတဲ့စခန်းမချစေချင်ဘူးလို့ဆိုပါတယ်။ဒါလည်းအကြ။နော်။ ဘလို့သူတွေမုန်းပါစေကိုပြုံးနေတဲ့သူရှုံးနေဆိုတော့ရှင်တို့တွေမနာလိုကြဆဲရှင်တို့တွေလောင်မြိုက်ကြဆဲရှင်တို့တွေကျမကိုစောက်ဖောင်းထူကြဆဲရှင်တို့တွေအဲ့ဒီလိုမနာလိုပြီးတော့ကျမကိုနာမည်ဖြက်လေကျမရဲ့ဘီလိုဖိုင်တွေဖြက်ညက်ကတ်လို့လေကျမပို့ပြီးတော့နော်မြရွှေကူပရံများလို့အပြောင်းထွက်လိုက်တယ်ဘာလို့လဲဆိုတော့ပညာရွှေကိုစာလို့ခိုးလို့မရဘူးဗျာနော်မဘတူရဲ့ပညာရွှေအိုးကိုခင်ဗျားတို့လာခိုးလို့မရဘူးနော်ဆိုတော့နိုင်ငံရေးတုံးတက်တယ်ဆိုတော့အဲ့ဒီလိုတုံးတက်ရတယ် နော်အခုမှနိုင်ငံရေးကိုလှေကြုံစီးပြီးနိုင်ငံရေးခွေးတိုးဘက်ကဝင်လာပြီးကျမရဲ့ဒီလိုခိုင်းမျိုးဖြန့်ညက်ကန့်တဲ့ reaction ဆိုတဲ့ခေါင်းစဉ်အောက်မှာလုံးမစားကြနဲ့နော်ရှင်တို့အဖေခေါ်နေတဲ့အခုအာတုပီလာတော့မယ်ဆိုရဲအန်ယူဂျီဝင်းကြီးစားစားတော့မှမသိဘူးအခုခင်ဗျားတို့အန်ယူဂျီကိုအပြိုင်ဖွဲ့စည်းထားတဲ့ဦးကြီးမြင့်တို့ NRD ဆိုရတဲ့ဒီလိုပဲဦးကြီးမြင့်အနိုင်ငံရေးတွင်းကျင်းသူစီးရီးနိုင်ငံရေးတွင်းကျင်းလိလာသုံးတက်သူဦးတန်းစိုးနိုင်တရုတ်ရေးတွင်းကျင်းသူဒေါက်တာလှကျော်စိုးအမေရိကန်စစ်တပ်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်ကြီးဒေါ်မီမီဝင်းမတ် ။နာမည်အကြီးကြီးတွေဂုံပုတ်ကြီးတွေပေးပြီးတော့တိုင်းရေးပြီးတော့တက်တဲ့အခါမှာစောက်တလွဲတွေပဲတုံးတက်ကြတယ်။သူတို့တုံးတက်တာတစ်ခါမှမှန်အောင်မရှိဘူး။အေးအဲ့ဒီလိုမှန်တာမရှိဘဲနဲ့စောက်တလွဲတွေတုံးတက်နေလည်းပဲရှက်ရကောင်းမှမသိဘူး။အနည်းဆုံးဆုံးဖြစ်စေလာရှိုးကိုပဲကြည့်။တက္ကညာနဲ့ကွန်ဆိုလ်လည်းသူတို့တွေအများကြီးတုံးတက်လိုက်တာပဲခံမှန်လိုက်တာပဲ။လာရှုပ်ကိုကိုကန်ကတက်လိုက်တော့လေအဲ့ဒီတန်းစုံတိုင်းတို့ဦးကြီးမြင့်တို့ဒေါ်လှကြောစောတို့ဒေါ်မီမီဝက်ပတ်တို့အကြီးကြီးအကြီးကြီးအကြီးကြီးတွေပြောကြတယ် ဲ့ဒီချိန်မှာသူတို့မွေးမှာသူတို့မြင်းလောက်ပဲရှိတယ်ကျွန်မတို့တို့မှာအဲ့ဒီလာရှိုးနဲ့ပတ်သက်လို့ပါတော့တတ်တယ်လာရှိုးဟို2025မေလမတိုင်ခင်တို့မူမေလကောင်မှာတက်မတော်ကပြန်ပြီးထိ ंछ ုံနိုင်လိမ့်မယ်လာရှိုးမှာပညာရေးနဲ့ကျမရေးခန္ဓာလည်းပက်လိမ့်မယ်လို့ကျွန်မတို့သတ်ခဲ့တာအချိန်တော်မလွဲစေရအောင်နော်အချိန်တော်မလွဲစေရအောင်2025မေလနော်မေလမတိုင်ခင်မှာတို့မဟုတ်မေလအကောင်ပါလို့ကျွန်မပြောခဲ့တယ်။ကျွန်မပြောသူလိုပဲမေလမတိုင်ခင်မှာလာရှုဘူးကိုကိုကငါအတက်မလို့လက်ထဲပြန်ပေးပါလေဆိုပြီးတော့အပြမအောင်ကျင်လာတယ်။မေလအကောင်မှာ နာဆာကအရှိုးရရဲ့အုတ်ချုပ်ရေးရန်တရားရေးပြန်ပြီးလဲပတ်တယ်။နော်ဆိုတော့ရှင်တို့ဒီကိုအဲ့ဒီလိုစီးရင်နိုင်ငံရေးကိုကြိုးပြီးတော့တက်နိုင်တဲ့အရေးချင်းမရှိအရှာရိုးမရှိရှာမအရိုးမရှိတဲ့လူနိုင်ငံရေးတိုက်ခါလည်းမရှိပဲလူတွေပြောနေတဲ့စကားတွေကိုခင်ဗျားတို့ယုံမနေကြနဲ့နော်အဲ့ဒီရှာရိုးမရှိပဲအာတူပီလာနေပြီးတော့မနေ့ပြန်ဒေါ်လာရေးကအောင်းနေပြီးတော့ပြောတဲ့စကားတွေကိုမယုံကြတော့နဲ့မယုံနဲ့ စပ်ပြီးတော့မိုက်လုံးမကြီးနဲ့စပ်ပြီးတော့မမိုက်ကြနဲ့ရှင်တို့တွေစက်တက်ကိုမကြိုက်ဘူးမလားရှင်တို့တွေဆင်ဟာနာရှင်ကိုမကြိုက်ဘူးရှင်ဆင်ဟာနာရှင်ကိုရှင်တို့တွေတော်လန့်ခြင်းနဲ့ရတယ်လက်ရှိမှာစက်တက်ကတရားရဂိုင်းတော့ထိန်းချုပ်ထားတယ်တရားရဂိုင်းတော့အုပ်ချုပ်နေတယ်အဲ့ဒီကနေပြီးရွေးကောက်ပွဲကျင်းပလိုက်မယ်ဆိုရင်ရွေးကောက်ခံအစိုးရတည်းရဲ့ဖြစ်လာရင်တရားရဂိုင်းတော့ထိန်းချုပ်ထားတဲ့စက်တက်က25ရဂိုင်းတော့ပဲရလိမ့်မယ် ဒါကြောင့်မလို့အခုလက်ရှိတရားရဂိုင်းလုံးစစ်တပ်အုပ်ချုပ်နေတဲ့လက်အောက်မှာနေမလားစစ်တပ်ကကျင်းပပေးတဲ့ရွေးကောက်ပွဲကိုပါဝင်ပြီးအသိမှတ်ပြုပြီးမဲပေးပြီးတော့တရားရဂိုင်းလုံးယူထားတဲ့စစ်တပ်လက်ထက်တွေက85ရဂိုင်းလုံးကိုပြန်ယူမလားခမည်းတော်